ကျွန်တော်ညီကိုရိစိတ်ဝင်စားပဲဘောလုံးပြောင်းရွှေ့တည်နှစ်ပုတ်သေးဟိုပဲအဓိကထားဆွေးနွေးသုံးသပ်မှုပြုလုပ်သွားရမယ်မင်္ဂလာပါကိုခဲအစ်တာဖုတ်ဘောရှူရနေကြိုးစားပါရခင်ဗျာကျွန်တော်ကိုခဲမှာပထမသတင်းတပုတ်ကတော့ Liverpool နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတပုတ်ဖြစ်ပြီးတော့နောက်ထပ်သတင်းတပုတ်ကတော့ Hewi Go ဖြစ်သွားတဲ့ Chelsea အသင်းရဲ့အပြောင်းရွှေ့သတင်းတပုတ်ဖြစ်ပါတယ် Liverpool နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတပုတ်ကိုကျွန်တော်စပြီးတော့ဆွေးနွေးကြအောင် Liverpool ရဲ့ဒီနေ့ရာသီမှာ ပြောင်းရွှေ့ကြီးသုံးဆွဲတဲ့အာတီတာဘလောက်ထိပြင်းပြတယ်လဲအခုချိန်ထိရက်မသွားသေးဘူးဘောလုံးဈေးကွက်ပိတ်တဲ့အချိန်ထိလီဗာပူးရဲ့အပြောင်းရွှေ့တွေကိုကျွန်တော်တို့မြင်ရဖို့အများကြီးရှိတယ် အခုလီဗာပူးအသင်းဒီကစားသမားတစ်ယောက်ကိုမျိုးမျိုးမြတ်ရောင်းချရင်းရနေနောက်ထပ်ပိုကောင်းတဲ့ကစားသမားတစ်ယောက်ကိုခေါ်ယူနိုင်မဲ့အခွင့်အရေးတစ်ခု ရှိနေပါတယ်ဒီအခွင့်အရေးဒီအခြေအနေကလည်းအမတန်အမတန်ကိုနီးစပ်မှုရှိနေပါတယ်လီဗာပူးရဲ့ဒီနေ့ရသည့်အပြောင်းအရွှေ့တွေကလဲပြင်းမှာဆင်သွားသလိုမြင်နေရတယ်ဒါကျွန်တော်အမြဲတုံးတဲ့စကားအဲ့လိုထင်တာမြင်တာရှိတာအရင်ကောင်းတယ်ဗျဒီနေ့လီဗာပူးရဲ့လူခေါ်မှုတွေကိုကျွန်တော်တိတ်ကို အားရတယ်နောက်ဆုံးမန်စီးတီးခေါ်လိုက်တဲ့ကစားသမားတွေတောင်မှကျွန်တော်တို့မထင်မှတ်တဲ့ကစားသမားတွေကိုခေါ်လိုက်တာဗျာရိုင်းနာစတိုရင်လည်းအရင်ကသတင်းမထွက်ဘူးเนาะရှာကီတို့ အခုနောက်ဆုံး ignore ကိုအကုန်လုံးပဲဒါကောင်းတာမကောင်းတာကိုပြောတာမဟုတ်ဘူး Man City သတင်းမထွက်ဘဲနဲ့ခေါ်လိုက်တဲ့ပုံစံတန်းတွေကိုပြောပြတာ Liverpool ကအဲ့လိုမဟုတ်ဘူးပြီးခဲ့နှစ်ခရဲကသတင်းထွက်ခဲ့တဲ့ကစားသမားတွေအကုန်ရောက်လာတယ် Florian Vis ကတော့ကျွန်တော်မထင်ထားဘူးပေါ့နော် Vis ကိုခဏဖယ်လိုက် Frimpong အစိုးရတဲ့ကသတင်းထွက်တယ်တကယ်ရောက်လာတယ် Milos Kakas မရောက်ခင်အချိန်ကာလကလေးကကျွန်တော်ပြောခဲ့ပြီးသား Kakas က Liverpool ပဲရောက်မှာ Liverpool ကလွဲပြီးတော့တခြားသွားစရာအသေးမရှိဘူးဆိုတဲ့အတိုင်းကွက်တီပဲမမတာရှက်ဖလီပြီးခဲ့တဲ့ရာသီကခေါ်ထားတယ်အဲ့တော့အခု Liverpool တင်းဒီလွန်ခဲ့တဲ့ဘောလုံးရာသီ200ရာသီလောက်ခရဲကသတင်းထွက်ခဲ့တဲ့ Che စီအသင်းနောက်ခံကစားသမားဟောင်းလက်ရှိအချိန်ခရစ်စတပယ်လစ်အသင်းရဲ့မရှိမဖြစ်နောက်ခံလူမက်ဂွီဟီကိုခေါ်ယူဖို့အတွက်အတော်လေးနှိစက်သွားပြီး ဖြစ်ပါတယ်။ကျွန်တော်ဂူဟီနဲ့လည်းတန်းပြီးတော့စကားပြောရတဲ့အခုအချိန်မှာလီဗာပူးဒီဂူဟီကိုခေါ်ယူပါလိမ့်မယ်။ဂူဟီပြောင်းစရာရှိတဲ့ကလပ်ကလည်းမီလော့ကာကက်စ်လိုမျိုးပဲလီဗာပူးတင်းနဲ့သာဖြစ်ပါလိမ့်။ဘာကြောင့်လဲဆိုတော့မက်ဂွီးကိုတိုင်ကလီဗာပူးတင်းကိုပြောင်းကျင်တယ်ဆိုပြီးစာချုပ်တက်တန်း2နှစ်3နှစ်လောက်ကြံကြဲကနှစ်နှစ်လောက်ပေါ့နော်။ထားပါတော့3နှစ်တော့မဟုတ်2နှစ်လောက်ကြံကြဲကသတင်းတွေထွက်ခဲ့ပြီးသားစကားတွေပြောခဲ့ပြီးသားမက်ဂွီးချယ်ဆီကိုပြန်ပြောင်းဖို့အစီအစဉ်မရှိသလိုချယ်ဆီကလည်းမက်ဂွီးကိုခေါ်ယူဖို့အတွက်အစီအစဉ်မရှိဘူး။ဘာကြောင့်ချယ်ဆီနဲ့မက်ဂွီးသတင်းတွေအရင် ထွက်လာတာလဲဆိုတော့ Palace ကမက်ဂွီးဟီကိုချယ်ဆီကိုပဲရောင်းချင်တဲ့အတွက်ကြောင့်ဒီကြားထဲမှာမက်ဂွီးချယ်ဆီသတင်းတွေက Liverpool မက်ဂွီးသတင်းထက်ပိုကြကြလောင်လောင်ထွက်လာတာအခုဘောလုံးဈေးကွက်မှာပြောတာเนาะရှင်တို့ကဈေးကွက်မှာပြောတာမဟုတ်ဘာကြောင့်လဲဆိုတော့ sell on clause 20%ပါလို့အဲ့ဒီ20%ကိုညှိနှိုင်းဆွေးနွေးရင်းနဲ့နောက်ဆုံး50%လိုမျိုး10%လိုမျိုးထပ်ညှိမယ်ဆိုရင် Chelsea နဲ့ပဲညှိလို့ရတယ်အဲ့အတွက်ကြောင့် Liverpool ကမက်ဂွီးကို Chelsea ကိုပဲထိုးရောင်းခြင်းနေတာเนาะဒါတစ်ပိုင်းပေါ့သို့တော့အခု နောက်ပိုင်းမှာမကွီးကိုဒီလိုကြိုးကြိုင်ရင်ကြိုးကြိုင်ရင်နဲ့မင်းချယ်ဆီကိုပဲသွားချယ်ဆီကိုပဲသွားဆိုပြီးလက်မလွတ်ချင်တဲ့အခြေအနေမျိုးကနေစာအုပ်တက်တဲ့7လပဲကျန်တော့တယ်အဲ့တော့အဲ့လိုမျိုးကြီးကြိုးကြိုင်ထားလို့မရတော့ဘူးမင်းချယ်ဆီသွားဆိုတဲ့ပုံတံတန်မျိုးအပေါ်ကနေပြောနေလို့မရတော့ဘူးဒီတော့ဂွီရဲ့ဆန္ဒကို ခရစ်စတပယ်လစ်အသင်းဟာလိုက်ကိုလိုက်ရောပေးရလိမ့်မယ်။ဆန်နလကြံလို့စောက်တတန်မတိုးနိုင်ဂူဟီကအလွတ်နဲ့ထွက်သွားမှာလေ။မက်ဂူဟီကိုယ်တိုင်ကလည်းပြောပြီးသားသူဒီဆန်နလကုံဝိုင်းနောက်ထပ်စာချုပ်တတန်မတိုးဘူး။ဒီကစားသမားဟာခရစ်စတပယ်လစ်လို့အသင်းမျိုး second club အနေနဲ့ပဲသဘောထားတာ။သူ့အတွက်နောက်ဆုံး final club ရှိပြီးသားဗျာ။တကယ် club အသင်းကြီးတွေပေါ့နော်။အဲ့တော့ဂူဟီကိုလည်းတွားပြောလို့မရဘူး။သူဒီ club အသင်းမှာကိုသားပြုစဉ်အချိန်ကာလတုန်းက professional PP အကောင်းဆုံးပေးဆက်ကစားခဲ့တဲ့ player တယောက်။အင်္ဂလန်အသင်းရဲ့ လူမဲနောက်ခံကစားသမားတွေမှာတော်တော်ကောင်းတဲ့ player လို့ပြောလို့ရတယ်အဲ့တော့ Crystal Palace အသင်းဒီခုချိန်မှာ McGuihi ကိုအရင်တော့တောင်းဆိုထားတဲ့ပြောင်းရွှေ့ဂျေးထက်ရော်နေတဲ့ပမာဏတရက်နဲ့ရောင်းထုတ်ရတော့မယ်အရင်တော့ McGuihi ကိုပေါင်တန်း60နဲ့အထက်မှစိတ်ဝင်စားတယ်လို့ပေါင်65တန်းလို့ရှောက်ပြောခဲ့ပေမဲ့ဒီချိန်မှာတော့ McGuihi ကိုအနည်းဆုံးပေါ့နော်ပြောင်းရွှေ့ဂျေးပေါင်တန်း40နဲ့ အထက်ပေးရမယ့်အမောက်ပမာဏတရက်ကိုအသက်သွင်းသွားဖို့ရှိတယ်။ပေါင်တန်40အောက်တော့ရော့မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ပေါင်တန်40အောက်ရော့ရင် Chelsea ကိုပေးရမယ်ဆဲလုံး close တယ်ပါ။ထပ်ပေါင်းလိုက်မယ်ဆိုရင် Crystal Palace ရမယ်အမောင့်ပမာဏကတော့ဘာမှရှိမှာမဟုတ်တော့ပါဘူးခင်ဗျာဒီအတွက်ကြောင့် Liverpool ကတော့ McGree ကိုပေါင်တန်း40နဲ့ပေါင်တန်း50ချာအမောင့်ပမာဏတရက်နဲ့ခေါ်ဝင်နိုင်ပါလိမ့်မယ်ဒါပေမဲ့ ဒီအမောက်ပမာဏတရက်ကိုလီဗာပူးအသင်းသည်ဒလုံးတခဲတဲ့ပေးရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကွန်စားကြောင့်တခုနဲ့တခုကဆက်ဆက်နေရနော်။ဂျယ်ရဲကွန်စားကိုလီဗာပူးကလီဗာကူဆင်အသင်းကိုရောင်းချဖို့သဘောတူညီချက်ရသွားပြီးအခုလာမယ့်တနင်္လာနေ့မှာစေးစစ်မယ်။ဒီအတွက်ကြောင့်ကွန်စားကိုရောင်းချငွေကျွန်တော်သိထားသလောက်အလုံးပေါင်းပေါင်35တန်းရှိတယ်။မကွီးကိုပေါင်တန်းလေးနဲ့တန်း90ချားသူလီဗာပူးနောက်ထပ်လိုက်ရမယ့်အမောက်ပမာဏသည်ပေါင်10တန်း15တန်းလောက်လိုက်ရမယ်။သို့တော့အဲ့လောက်အမောက်10တန်း န်း15တန်းပမာဏနဲ့ဂျရက်ကွန်စာထက်နှစ်ဆလောက်ပိုကောင်းတဲ့ပိုတည်ငိမ့်တဲ့နောက်ခံကစားသမားကိုရမှာဖြစ်တဲ့အတွက်ကြောင့် Richard Hughes ရဲ့အပြောင်းရွှေ့เนาะလမ်းကြောင်းမြင်တဲ့ပုံစံအကွက်မြင်တဲ့ပုံစံတွေကချီကျူးစရာကောင်းပါတယ်ဒါပြင်ကွန်စာကိုရောင်းပြီးရင်လည်းဒီတိုင်းရောင်းမှာမဟုတ်ဘူးပြန်လဲဝယ်ယူခွင့်ပါတဲ့စာချုပ်တရက်ကိုချုပ်ဆိုထားတဲ့အတွက်ကြောင့်အနာဂတ်မှာကွန်စာပိုကောင်းလာရင်ဈေးနှုန်းတရက်နဲ့ခေါ်ယူခွင့်ရပါအောင်မယ်အဲ့အတွက်ကြောင့်လီဗာပူးရဲ့ဒီနှစ်ဘောလုံးရသည့်အပြောင်းရွှေ့ အခြေအနေအရရက်ကတော့ Liverpool ပြိသက်တွေအတွက်မိမ့်မိန်ထိုင်ပြီးတော့ဗောနော်ပျော်ပျော်ကြီးကြည်နေရတဲ့အခြေအနေမျိုးဖြစ်နေတာပါခင်ဗျတိတ်မကြခင် McGuigi Liverpool ကစားသမားဖြစ်လာပါလိမ့်မယ်ကဲကျွန်တော် Chelsea နဲ့ပတ်သက်တဲ့သတင်းကိုဆက်လက်ဆွေးနွေးသုံးသပ်ပါမယ် Chelsea ကသူတို့ခေါ်ဖို့အတွက် အမတန်မတန်ရှည်ပန်းစားခဲ့တဲ့ Jimmy Giddens ကိုခေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Here we go ပါ The Fabrizio Romano ကိုတိုင် Here we go လုတ်ထားတဲ့အတွက်ကြောင့်ယုံကြည်ရတဲ့သတင်းလို့ပြောရမှာဖြစ်ပါတယ်။တိတ်မကြခင်အချိန်တွင်းမှာ official ကြေညာသွားဖို့ရှိတယ်။ပြောင်းရွှေ့ခြင်းအမောက်ပမာဏကတော့အတိအကျဒါမထွက်သေးဘူးပေါ့နော်။အပြောင်းရွှေ့ဖြစ်မြောက်ပြီးတရားဝင်ကြေညာမှသာလျှင်ကျွန်တော်ထပ်ပြီးတော့ပြပြပေးမယ်။ဘာကြောင့်လဲဆိုတော့တချို့ပြောင်းရွှေ့ခြင်းလေးတွေကအနည်းငယ်ဈာရေက3တန်းတို့5တန်းတို့ကွာဟနေတဲ့အတွက်ကြောင့် ီမှာကျွန်တော်ထည့်သွင်းပြီးတော့မဆွေးနွေးလိုက်တာပါအဲ့တော့ Jamie Giddens ကို Chelsea က2020 sorry 2032ပေါ့เนาะအလုံးပေါင်း9နှစ်တန်းရှိမဲ့စာချုပ်တရက်ကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်ကျွန်တော်အခုဆွေးနွေးနေတဲ့အချိန်ကာလအတွင်းမှာတိတ်မကြခင်စာချုပ် sorry စစ်စစ်မယ်เนาะအဲ့တော့ကျွန်တော်ဗီဒီယိုတက်သွားတဲ့အခါကျရင်လဲစစ်စစ်ပြီးကောင်းပြီးသွားနိုင်ပါတယ်အဓိကပြောချင်တာစစ်စစ်တာတွေဘာတွေမဟုတ်ဘူး Jimmy Giddens ကိုခေါ်ယူခဲ့တဲ့ဒီအပြောင်းအရွှေ့ပေါ်မှာကျွန်တော်ဆွေးနွေးသုံးသပ်ချင်တာ ဒါကျွန်တော်ကတော့ Chelsea ပရိသတ်တယောက်လည်းဖြစ်တယ်ကျွန်တော်တယောက်တည်းတတိပုဂ္ဂလအမြင်ကပြောရင်ကျွန်တော်က Jamie Gardens ကိုမကြိုက်ဘူးကျွန်တော်အစိုးရကပြောပြီးသားမကြိုက်ဘူးဆိုတော့ခြေသွမ်းပိုင်းကြောင့်လည်းမဟုတ်ဘူးဒဏ်ရာပြဿနာကြောင့်အဲ့ဒီဒဏ်ရာပြဿနာဆိုတာ အစိုးရတာမဟုတ်ဘူး။ဟာ bro မရလောက်ဘူး။ရလောက်တယ်။ကျွန်တော်ရမှန်းပြောနေ။ရလောက်တယ်မရလောက်ဘူး။အဲ့တော့ဒဏ်ရာပြဿနာမရှိနဲ့။မရခဲ့တဲ့ကစားသမားခေါ်ရင်တော့ပိုကောင်းတာပေါ့ဗျာ။နော်အဲ့တော့ရလောက်တယ်မရလောက်ဘူးလို့တောင်ပြောရမှာမလို့မဖြစ်ဘူးလို့ကျွန်တော်ရတန်းပြောလို့ရတယ်။တိုးတော့ Jimmy Giddens ကြတော့အဲ shoulder injury လားမသိဘူး။သူလုံးဝကာလာရှည်နားထားတဲ့အခါကျတော့ကျွန်တော်တွေက ဟိုဂဲမှန်မှုတဲ့စတငယ်လို့ဖြစ်နေပြီလေရှင်းမှာတယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်သုံးလင်းငါးယောက်လောက်ချယ်ဆီရဲ့ injury prone ကစားသမားတွေကိုမြင်ခဲ့ရဘူးတဲ့အခါမှာကျွန်တော်ရဲ့ဂျမီကီဒန်စ်ကိုပွင့်လင်းပြောတော့အနှဲငယ်ကြောက်တယ်ဒါပေမဲ့ကံကောင်းစွာနဲ့ ဒီချာတိတ်ဒီချက်စီအစ်တမှာဒံယာပြဿနာကင်းစင်ရင်တော့ကျွန်တော်လောက်ပြောရဲသူရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တကယ် talented player တယောက်ဖြစ်လို့ပါ။ Golden Boy လို့လည်းတင်စားလို့ရတယ်။အင်္ဂလန်ကစားသမားဆိုရင်ပဲ Jimmy Giddens ကလုံရည်ကိုင်းရဲ့အတော်ရှိတဲ့ကစားသမားဗျ။နောက် Jimmy Giddens ရဲ့အတိတ်သမိုင်းကိုမသိသေးတဲ့ညီကိုတွေအတွက်အနေငယ် sharing လုပ်ပေးချင်တာကတော့ Jimmy Giddens ဒီ Chelsea အသင်းကိုကိုးစားပြုပြီးတော့ ကစားခဲ့မှုပါတယ်ဒါပေမဲ့သူအသက်9နှစ်အရွယ်မှာတော့ Chelsea ရဲ့လူငယ်အသင်းနဲ့တစ်နှစ်ကစားခဲ့မှုတာဖြစ်ပါတယ် Reading လူငယ်အကယ်ဒမီအသင်းကစတင်ပေါ်ထွန်းလာခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ 2017စနစ်ဘောလုံးရာသီမှာချယ်ဆီလူငယ်အသင်းကိုပူးပေါင်းခဲ့တယ်။အဲ့ဒီချိန်9နှစ်ပဲရှိသေးတယ်။သူအဲ့ဒီတရာသီတည်းပူးပေါင်းခဲ့ပြီး2013မှာ Reading လူငယ် Academy ကိုပြန်ပြောင်းသွားတယ်။ပြီးတော့ Reading လူငယ် Academy မှာနှစ်ကာလကြာရှည်ကစားခဲ့ပြီးကမှ Man City လူငယ် Academy ကို join သွားတာဖြစ်ပါတယ်။ဒီတော့ကြောင့်ချယ်ဆီနဲ့ပတ်သက်ခဲ့မှုတဲ့လူငယ်ကစားသမားလေးတယောက်ကသူ့ရဲ့အိမ်မက်တွေကိုပြန်အကောင်အထည်ဖော်ဖို့ချယ်ဆီကိုပြန်လည်ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော့ Jamie Gittens ဒီ left wing right wing နှစ်နေရာလုံး ်ကစားနိုင်တဲ့ခြားတိတ်ပါအခုအန်ဒူမာရက်စ်ကလည်း left wing right wing နှစ်နေရာလုံးကစားနိုင်အောင်ကိုပါမားကို train ပေးနေတာ FIFA Club World Cup မှာတွေ့ရပါတယ်ဒါ့အပြင် Estevan William ကလည်း left wing right wing AM နှစ်နေရာလုံးကစားနိုင်တဲ့အတွက်ကြောင့် Chelsea ရဲ့ Beaten the Lions တဲမှာကစားနိုင်မဲ့ကစားသမားတွေကတော့နေရာတော်တော်များသွားခဲ့ပါပြီ။ဒီတို့ကြောင့် Left Wing တနေရာမှာအရင်တော့သတင်းတွေထွက်ခဲ့သလို Alejandro Garnacho တို့ Rafael Leao တို့ကိုခေါ်ဖို့ဆိုတာကတော့မဖြစ်နိုင်တော့ပါဘူး။ဒါတော့မှနောက်ဆက်တွဲသတင်းတွေရဒါ Mohamed Kudus လိုမျိုးကစားသမားကိုသတင်းတွေထွက်သေးတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တယောက်တည်းယူဆချက်အရာတော့ Chelsea အနေနဲ့ Beaten the Lions ပေါ့နော်။တနည်းအားဖြင့်ကိုယ့်အသင်းရဲ့တိုက်စစ် line နဲ့ကွင်းလယ် line မှာ နော်နေရာသွုံလှုပ်ဆော့မဲ့ကစားသမားတွေကိုခေါ်ယူရတော့ရက်သွားတော့ပြီလို့ကျွန်တော်ထင်တယ်အသင်းရဲ့ကစားသမားတယောက်ယောက်ကိုရောင်းချပြီးမှသာပြန်လဲခေါ်ယူကောင်းခေါ်ယူပါလိမ့်မယ်အခုဂျမီဂီဒန်စ်ကိုခေါ်ယူနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီနေရာတွေမှာကစားနိုင်ဖို့အတွက်ဂျမီဂီဒန်စ်နိုနီမက်ဒူရဲကေပက်ဒရိုနက်တိုအက်စတဖိုဝီလျံကိုပါမှာကစားသမား9ယောက်တောင်ရှိသွားပါပြီဒီလိုကြောင့်ချယ်ဆီရဲ့ဘီနန်ဒလိုင်းစ်မှာကစားသမားတွေရဲ့ပြိုင်ဆိုင်မှုကတော့အရင်အထက်ပို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 ပြီးပြင်းထန်လာနိုင်မှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအားလုံးကျေ 追入宮入丸木宮。